စိတ်တေနနိယတေလောကောစိတ်တေနပရိကတတိစိတ်တတာဧကဓမ္မတသဗ္ဗေဝဝတမနကုစိတ်တေနစိတ်တိလောကောလောကကြီးကိုနိယတိဆောင်ထားတယ်စိတ်တေနစိတ်တိလောကောလောကကြီးကိုပရိကတတိဆွဲငင်နေတယ် စေတသာဧကဓမ္မတံတခုရီသောတရားဖြစ်သော စေယဝတ္တအလိုသို့တဗ္ဗေဝါအလုံးစုံသာလည်းဖြစ်ကုန်သောတရားတို့သည် အနှောကူအစဉ်လိုက်နေရတယ်ဒီကထာလေးမှာစေယသဘောတဘာဝအစွမ်းတတိသုံးမျိုးလောက်မြတ်စွာဘုရားပြောထားတယ်စေတေနာစေတိလောကောလောကကြီးကိုနိယတိဆောင်ထားတယ် စိတ်ကလောကကြီးကိုဆောင်ထားတယ်တဲ့လောကကြီးတစ်ခုလုံးဟာစိတ်ဆောင်နေလို့ဒီပုံစံလေးဖြစ်နေတာဟုတ်လားဘာဆောင်ထားတယ်စိတ်ဆောင်လို့စိတ်ကဆောင်ထားတာဆောင်နေဆိုတာအတွင်းတန်တန်ကနေအဓိကကြတဲ့အခန်းကဏ္ဍကနေပြီးတော့အထဲတရကြီးကိုလဲမသွားအောင်ပြိုမသွားအောင်မလုပ်ထားတယ်ဆောင်ထားတယ်ခုတက္ကမတို့ဥစဉ်တို့ရဲ့ခန္ဓာကြီးပဲကြည်လိုက် သေပီဆိုတောစိ်မရှိတော့ဘူးလေစိ်မရှိတော့ပြိုလဲသွားတာပဲဒါကအင်မတန်အပေါ်ယံဆန်တဲ့အတွေ့တခုပါဦးဇင်းကဟုတ်လားအေးနောက်ထပ်အတိပ္ပယ်တခုစိတ်ကလောကကြီးကိုစောင်းထားတယ်ဆိုတော့ပစ္စည်းတခုကိုတရားဓမ္မတို့တန်တန်မှာကိုယ်နဲ့မကွာစောင်းသွားပြီဆိုရင်အဲ့ဒီပစ္စည်းလေးဟာကိုယ်သွားတဲ့နောက်ပါရတယ်ကိုယ်လက်ခုပ်ထဲကရေးကိုယ်ဆောင်တဲ့နောက်ကိုသူလိုက်ခဲ့ရတယ် အဲ့လိုပဲတရားမတော်ဦးဇင်းတို့တွေဟာစိတ်ရဲ့ဆောင်ခြင်းကိုခံရတယ်နော်အဲ့ဒါတရားမတော်ဦးဇင်းတို့မှမဟုတ်ဘူးဟောဒီရှိရှိသမျှလောကကြီးတစ်ခုလုံးကိုစိတ်ကဆောင်ထားတာဆောင်ထားတယ်ဆိုတဲ့အတိပ္ပယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးနေခြင်းတယ်လောကကြီးတစ်ခုလုံးပြိုလဲမသွားအောင်စိတ်ကဆောင်ထားတာအဓိကကြတဲ့အခန်းကဏ္ဍကနေပြီးတော့စိတ်ကဆောင်ထားတာ ဒီအိဗေတဲ့ပူပြီးတော့ရှင်းတာကစေတနာစေတေလောကော လောကကြီးကိုပရိကတတိဆွဲငင်နေတယ်လောကကြီးကို စိတ်ကဆွဲငင်နေတယ်တဲ့ဆိုလိုတာကစိတ်ဆွဲတဲ့နောက်ကို လောကကြီးကလိုက်ပါနေရတာယထာကောင်တွေကြီးဆွဲတဲ့နောက်ကို နောက်တွဲတွေဟာလိုက်ရတာမဟုတ်လားဒကာဓမ္မတို့ဥစဉ်တို့တွေတွေလည်းစိတ်ဆွဲတဲ့နောက်ကို ဟိုတရွတ်တရွတ်ပါအောင်လိုက်နေရတယ်လို့မျိုးဟိုနွားတကောင်ကိုနှစ်ပါးကျိုးချီနှစ်ပါးကျိုးတက်ပြီးတော့ရှေ့ကကျိုးနဲ့ဆွဲသွားတယ်ဆိုရင်ဆွဲတဲ့လူရဲ့နောက်ကိုအဲ့ဒီနွားကလိုက်သွားရတာအဲ့ဒါလိုပဲလောကကြီးတစ်ခုလုံးကို စိတ်ကနေရှေ့ကနေခေါင်းဆောင်ပြီးတော့ဆွဲသွားတာအဲ့ဒါနောက်ကညင်းဆန်ွယ်မရှိဘူးစိတ်ဆွဲတဲ့နောက်ကိုတတ္တဝါတွေဟာ လောကကြီးဟာလိုက်ရတာအခုစိတ်က တို့ဇောတနာယာမကြောင့်တဲ့သွားကြစုလို့ဆွဲခေါ်လာတော့အခုဒီထဲရောက်လာတာမှန်ပါဗျာတကယ်လို့မြန်စိတ်ကလဖဲ့ရည်ဆိုင်သွားကြစုလို့ဆွဲခေါ်သွားရင်လဖဲ့ရည်ဆိုင်ကိုရောက်သွားမှာမှန်ပါဗျာအဲ့ဒါလိုပဲချက်ထွင်ပြီးတော့စဉ်းစားကြစိတ်ဆွဲတဲ့နောက်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကလိုက်ပါနေကြရတာမှန်ပါဗျာငင်းဆန်ခွင့်မရှိဘူးနော်စိတ်တေနာနိယတေလောကောစိတ်တေနာပရိကတ္တတိ စိတ်တနာဧကဓမ္မတံတပိဝဝတမနကုစိတ်တနာဧကဓမ္မတံတခုရီသောတရားဖြစ်တတ်ဒီစီယဝတံအလိုသောတပိဝအလုံးစုံသော အရာတို့သည်အနှွါကိုအစင်လိုက်နေရတယ်စိတ်ရဲ့အလိုလေးကိုပဲအားလုံးကလိုက်နေကြရတာအားလုံးကစိတ်ရဲ့အလိုကိုပဲအလိုလိုက်အကြိုက်ဆောင်ပြီးတော့ပေးနေရတာစိတ်ကဒါဆိုရင်ဒါပဲစိတ်ကဟိုဟာဆိုရင်ဟိုဟာပဲ အာလုံးအာလုံးဘာမှမကြံဘူးတဗေဝအလုံးစုံသာလင် ဖြစ်ကုန်သော အရာတရားတို့သည်ဧကဓမ္မတစိတ်တတတခုရီသောတရားရဲ့ဝတ္တအလိုကိုအနှောက်ကိုအစင်လိုက်နေရတယ်အမြဲလိုက်နေရတယ်စိတ်ကဒါဆိုရင်ဒါပဲစိတ်ကဟောဝါဆိုရင်ဟောဝါပဲအဲ့ဒါလောက်စိတ်ဟာလောကကြီးရဲ့အပေါ်မှာတတ္တဝါတွေရဲ့အပေါ်မှာ အခရာကြတယ်အရေးကြီးတယ် အဓိကကြတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်။သုံးချက်ပြောသွားတာနော်မြတ်စွာဘုရားက လောကကြီးကို စိတ်ကဆောင်ထားတယ်။လောကကြီးဟာစိတ်ဆွဲရာကိုလိုက်ရတယ်။လောကကြီးတစ်ခုလုံးဟာစိတ်ရဲ့အလိုကိုပဲအမြဲတမ်းကြည့်ပြီးတော့သူ့သဘောအတိုင်းလုပ်ပြီးနေရတယ်။အဲ့ဒါစိတ်ရဲ့အစွမ်းတတ္တိကိုဦးဇင်းတို့ဒါနေတမ်းခြိလိုက်တာပေါ့။ဟုတ်လား။ဒါကြောင့် ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်စိတ်ကဖန်တီးထားတာစိတ်ကဖန်ဆင်းထားတာစိတ်ဆန်းကြယ်တော့ကံဆန်းကြယ်တယ်ကံဆိုတာအလုတ်ကိုပြောတာနော်စိတ်ဆန်းကြယ်တော့ကံဆန်းကြယ်တယ်လှူတာတွေပြောတာတွေတွေးတာတွေဆန်းကြယ်သွားတာပေါ့ကံဆန်းကြယ်တော့အကျိုးပေးတွေဆန်းကြယ်တယ်ဟုတ်လားအဲ့ဒီတော့စိတ်ဟာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအခေယာကြာလွန်းလို့ စိတ်ညစ်ရင်ဘဝညစ်တယ်စိတ်ဖြူရင်ဘဝဖြူတယ်ဟုတ်လားစိတ်ပူရင်ဘဝပူတယ်အဲ့ဒါလိုပဲစိတ်ရှုပ်ရင်ဘဝရှုပ်တယ်စိတ်ရှင်းရင်ဘဝရှင်းတယ်စိတ်ကမြင့်တယ်ဆိုရင်ဘဝမြင့်တယ်စိတ်ကငိမ့်ကြနေတယ်ဆိုရင်တော့ဘဝတွေဟာငိမ့်ကြနေအောင်ပါပဲတန်ချက်ဆက်လေးနည်းနည်းလောက်တင်ပေးပါဦးဗျာအဲ့ဒီတော့စိတ်ဟာဒကာဓမ္မတို့ဥစဉ်တို့ရဲ့ဘဝမှာအရေးပါအရာရောက် ရာရောက်လွန်းတဲ့နေရာကနေပြီးတော့ပါဝင်ပတ်သက်နေတယ်ဟုတ်ရလားဒါကြောင့်စိတ်နဲ့ပတ်သက်ပြီးတော့စိတ်တည်တာလင် အကျိုးကြီးတဲ့နေရာမှာလည်းပဲအကောင်းဆုံးစိတ်တည်တာလင်ဆိုးတဲ့နေရာမှာလည်းပဲအပြစ်အကြီးဆုံးဟုတ်လားအဲ့ဒါဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တော်တိုင်ဖြည့်ရှင်းခဲ့ရတဲ့ပြဿနာလေးတစ်ခုကို